ငိုရတဲ့အချိန်တိုင်းအချိန်တိုင်းမှာဒီဒေသနာလေးကို အမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့အေးကြာပြီဆိုတော့အော်မိုးမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းပါရှိတယ်ရေးထက်တော့များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တိုးပြီးတော့များတော့ပါဟုတ်လားငိုမနေပါနဲ့လို့ကိုကိုကိုဘာလို့ဖို့လို့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လား ဒီမှာမြတ်စွာဘုရားအဲ့လိုဒီသမုဒယ၄သိန်းပါရှိတဲ့ကြီးကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကမြားတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိဉ္ကရဏအမတုဝပမစ္စတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနေကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုဝသင်သည်ပမစ္စတိမေလျော၍နေပြီတည်းနေတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာလဲ အဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်။ပုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုနေတာ။ငကိုယ်တော့ငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘယ်တော့ငိုစရာကောင်းမှာမဟုတ်ဘူး။ကျွန်တော်မေ့ခဲ့ကြတာနော်။ငိုတော့တကယ်ငိုခဲ့ကြတာပဲ။နော်အရင်ဘဝကလည်းငိုရဲ့အရင်အရင်ဘဝကလည်းငိုရဲ့တကယ်ကိုအကြီးအကျယ်ပြည်ကြီးမှာလူလှိမ့်ပြီးတော့ ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရေတွက်နိုင်မှာမဟုတ်အဲ့ဒါတိကျတို့ဘာဖြစ်ဘာဖြစ်ပြလိုက်တာမေ့ပြလိုက်တာပရိသေနေတဲ့ကိစ္စအလွန်ဆင်းရဲတာသေတဲ့ကိစ္စလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုံတို့ဘဝချသွားပြီဆိုတာနဲ့အရင်ဘဝကဘာလို့မေအမေကြီးမေ့ပြလိုက်တာပြန်စင်သာလည်းမပေါ်တော့တကယ်လို့သာအရင်ဘဝကငိုခဲ့တာတွေကိုမြတ်ဘုံတို့ပြန်ပြီးတော့တိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်အများကြီးတန်ဝေကရနိုင်စရာအကြောင်းရှိဘူးလား ရှိတယ်တော့အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်တည်းဘုံဘွားဘာတွေးမိတော့ဆို gain ထားပါလေအရင်ရင်ဘွားငိုခဲ့တာတွေကိုအမှတ်မိတာ gain ထားပါတော့ဒီဘွားငိုခဲ့တာတွေကိုအမှတ်မှတ်ရမယ်ဆိုရင်တော့တော်တော်ကောင်းအောင်ပဲဒါလည်းယောဂီတို့ဘုံဘွားကိုတွေးတာလေးကိုမျှဝေကြည့်တာပါဒီဘွားလည်းပဲချိန်မုံများဆိုငိုခဲ့ဦးလား